ဒီပုံလေးဆွဲတဲ့အပိုင်းကျတော့ကျွန်တော်ဒီဘက်စကန်နေဆဆွဲမယ်။နောက်တော့နည်းနည်းကြည့်ရဲ။ဟုတ်ပြီ။ဒီဘက်အချမ်းပေါ့ကျွန်တော်တို့နော်။ဘယ်နေဆဆွဲမလဲကျွန်တော်တို့အပြင်စကန်ကနေဆဆွဲမယ်နော်။အပြင်စကန်ဒိုင်ယာမီတာဘယ်လောက်လဲ130 c under center one click ချမယ် d under ဘယ်လောက်လဲ130 under ပြီးလို့ရှိရင်တော့အတွင်းစာကြောအတွင်းစာကြောတစ်ခုချင်းစီလာမယ်ကျတော့ဒီနားမှာ ီကောင်လေးเนาะ diameter 46နဲ့သွားမယ် c and စံတော်ဝိုင်းကလစ်ချမယ် d and ဘယ်လောက်လဲ46 and เนาะဒါအတွင်းစာကောက်ဒီကောင်ပြီးကျွန်တော်ဒီနားလေးဒီနားလေးကကျွန်တော်ကဘာလောက်တာလဲဆိုလို့ရှိရင်တော့ rectangle လို့ပုံစံမျိုးလေးเนาะဆွေးချတာဒီအချောင်းလေးပေါ့เนาะဒီကပင်လေးအတွက်ပေါ်ဘက်ကအစိတ်ကြီး6ရှိမယ် ီးလို့ရှိရင်သူတို့ရဲ့ land ကိုကြာတော့သူက direct မပေးတော့ဒီအတွင်း circle ကနေပြီးတော့ကျွန်တော်တို့က diameter 80အကွာမှာဒီကောင်ဒီ land လာဆုံးမယ်ပေါ့နော်အဲ့လိုမျိုးပြတိုင်းဆို C and center point click ချမယ် D and 80เนาะโอเคအဲ့လိုနေထားဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်ဒီကနေတော့ line တစ်ချောင်းဆွဲလိုက်မယ်ပြီးလို့ရှိရင် offset ရိုက်မယ် offset ကို တော့6ဆိုတော့ whole battery ဒီ battery เนาะ okay ဒါမျိုးပေါ့ပြီးလို့ရှိရင် line တစ်ကြောင်းဆက်လိုက်မယ် okay eraser နဲ့ဒါလေးပြန်ဖြတ်ထားမယ်เนาะသူ့လည်းဖြတ်ထားမယ်ရတယ်သူတို့နှစ်ခုကတော့ဆက်ချင်မှဆက်မယ်ဒါပေမဲ့ extend နဲ့ကျွန်တော်ဆက်ထားပေးလိုက်เนาะဟုတ်ပြီပြီးလို့ရှိရင်အဲ့ဒီကောင်ဘာလုပ်မလဲ array ပတ်မှာပေါ့ကျွန်တော်တို့เนาะဘယ်နှစ်ခုရှိမလဲ ခုနှစ်ခုရှိမယ်ဆို AR and objects လဲ and array type ရွေးမယ်ဒီ circular shape မှာเนาะ circular လမ်းကြောင်းမှာကျွန်တော်ပတ်မယ်ဆို polar array ကိုရွေးမယ် PO add လှည့်မယ် base point ကိုကျွန်တော်ရွေးမယ်เนาะဒီ center ကနေပြီးတော့ကင်ပြီးလှည့်မှာဖြစ်တော့ center point click ချမယ်အရေအတွက်เนาะ item i တစ်ချက်ရွေးမယ်ခုနှစ်ခု okay and เนาะခုနှစ်ခုမှာကျွန်တော်နည်းနည်းလေးဒီဘက်ကို ဘာလို့လှည့်တာမလဲနော်โอเคဘယ်လိုလှည့်မလဲဆိုတော့ကျွန်တော်တို့လှည့်တဲ့ degree ကိုပေးမထားအောင်ပေးမထားရင်ကျွန်တော်ဘယ်လိုလုပ်လို့ရလဲ line တစ်ယောက်ကျွန်တော်တို့ဆွဲထားမယ်နော် line တစ်ယောက်ဆွဲထားမယ်ပြီးရင် a array နော် a array တိုင်းကိုလှည့်မယ် ro enter object select enter နော် baseline click ချပြီးလို့ရှိရင်ကျွန်တော်ဘာနဲ့လှည့်မလဲ reference r နဲ့လှည့်မယ်နော် reference မှာဒီကောင်းနေခြင်မှာပေါ့ sorry reference နဲ့တောင်းမယ်နော်ထိမ့်ကြိုင်မယ်ကောင်နော်ပြီးလို့ရှိရင်ဒီကနေတစ်ခါဒီကနေလာပြီးတော့ဒီမှာ click ချလိုက်မယ်နော် reference နဲ့လှည့်လိုက်မယ်ဒီတိုင်းရပါပြီโอเคနော်အဲ့တခုဒီဘက်ချမ်းပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်ချမ်း circle လေးလာမယ်ဒုတိယဒီကောင်လေးကို set ဆွဲရမယ်ဒီတစ်ချမ်းပြီးရင်ဒီကောင်တစ်ချမ်းကိုကျွန်တော်လာဆွဲရမယ်ဆွဲတဲ့အခါမှာကျွန်တော်တို့ဘာနဲ့ဆွဲရမလဲဆိုတော့ဟုတ်ပြီ land သူကပေးထားတယ် ဘက် cycle လေးရှိရနေအောင်နော်သူကဘလောက်အကွာဝေးရှိလဲဒီဘက် cycle အကြီး center ကနေပြီးတော့4ဘက်ကိုသူ center to center အောက်မှာပေးထားတာ43ရဲ့39ရဲ့88ရဲ့နော်ပေါင်းကြည့်မယ်43 39ဆိုတော့ကျွန်တော်80ရှိမယ်နော်80ရဲ့88ရဲ့ဆိုတော့ကျွန်တော်158ပေါ့နော် total ဆိုလို့ရှိရင်158ရှိမယ် okay line တစ်ချောင်းကျွန်တော်ဒီဘက်ကနေဆွဲလိုက်မယ်158ပေါ့နော် 158 and sorry ဟုတ်ပြီအဲ့158ကနေမှကျွန်တော်အပေါ်ဘက်ကိုသူ့ရဲ့စင်တာအတိုင်းအတူတူတက်မယ်နော်သူ့ရဲ့စင်တာရှိတဲ့အထိကိုတက်မယ်ကျွန်တော်တို့အဲ့စင်တာတက်တဲ့နေရာအနေမှာမှအဲ့ဒီဘက် circle အကြီးရဲ့စင်တာအထက်ဘက်78အကွာမှာရှိမယ်နော် okay အမှန်ဆိုလို့ရှိရင်ကျွန်တော်တစ်ချက်လိုပါဒီကောင်လေးကို move လုပ်လိုက်မှာပေါ့ကျွန်တော်တို့နော် move လုပ်တော့လဲခြံထားမယ် copy copy တစ်ချက်လုပ်မယ်သူ့ရဲ့အထက်ဖက်เนาะကျွန်တော်တို့ဘယ်လောက်လဲ18กว่าဆိုတော့ m and center နေအပေါ်ဘက်ကို18เนาะတော့ center ကို copy လုပ်တာလေဟုတ်ပြီအဲ့ဒီအကွာမှာဆိုတော့ circle ကိုကျွန်တော်ဒီကောင်မှာနေရာရပါတယ်ဆိုတော့ c and center point click ချပြီ circle အကြီးရနေအသေးကျွန်တော်ဆွဲပါမယ်เนาะ circle အကြီးကိုဆွဲမယ်ဒီဘက်မှာ ရွာရဲ့စာပြောအကြီးကကျွန်တော်ဘယ်လောက်လဲ diameter 52နော် cylinder diameter ဆိုတော့ diameter 52 okay တခုရမယ်ပြီးလို့ရှိရင်ပတ်တဲ့လမ်းကြောင်းလေးနော်ပတ်လမ်းကြောင်းကကျွန်တော်တို့ဒီ circle အသေးလေးတွေလာမဲ့ array ပတ်မဲ့လမ်းကြောင်းနော် diameter 16နဲ့တော့ပေးထားတယ် diameter 16အတွင်းမှာလှည့်မယ်ပေါ့ cylinder center wire clutch diameter diameter 16ဒီကောင်လာပြီးရင်ကျွန်တော်ဒီကောင်လေးလာမယ်နော် ဒါလေး sorry အတွင်းဘက်က circle ပြီးတော့ဒီလမ်းကြောင်းเนาะလမ်းကြောင်းကကြတော့ကျွန်တော်တို့ diameter 34เนาะ c and center point click ချမယ် d and 34 okay เนาะသူ့ကိုကျွန်တော်တို့ဘယ်လောက်လဲဆိုတော့ circle အသေးလေးတွေက diameter 8ရှိမယ်၄ခုပါမယ်ပေါ့เนาะ c and center point click ချမယ် d and ဘယ်လောက်လဲကျွန်တော်တို့ 8 okay เนาะအယောင်လေးကိုကွဲကျင်တယ်ပတ်တဲ့လမ်းကြောင်းနဲ့ကျွန်တော်တို့ကတခြားကောင်တွေနဲ့အယောင်ကွဲကျင်တယ်ဆိုတော့သူ့ကို click တစ်ချက်ထောက်မယ် PR and properties ကနေရောကျွန်တော်လက်ရှိတုံးနေတဲ့ layer ရဲ့ color ကိုတစ်ချက်ပြောင်းလိုက်เนาะဒီအယောင်ကိုပြောင်းနေတဲ့ object ရဲ့ color ကိုဒီမှာသွားပြောင်းတယ်เนาะ properties မှာလာပြောင်းတယ်ဆိုတော့ကျွန်တော်တို့အာကျွန်တော်အစိမ်းအောင်လေးနဲ့ပေးလိုက်မယ်เนาะနည်းနည်းပို့ထင်းထင်းရှားရှားဖြစ်စေချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်အပြာအောင်နဲ့ပေးလိုက်မယ်โอเคเนาะ စိမ်အစိမ်အရောက်နော်ဒီကောင်လက်ထားလိုက်မယ်โอเคပြီးလို့ရှိရင်တော့ array ပတ်မယ်နော် ar and object select and ဘာ array ကိုသုံးမလဲကျွန်တော် polar array ပဲသုံးမယ်ပြီးလို့ရှိရင်လှည့်မယ် base point ကလစ်တစ်ချက်ချမယ်ဘာနောက်ခုလဲကျွန်တော်အရေးအတွက်က item မှာသွားပြန်ပြင်မယ် item က၄ခုနော်โอเค and အဲ့မှာကျွန်တော်လှည့် လှည့်ရမှာနော်ဒီကောင်လေးကိုတစ်ချက်လှည့်မယ် RO add ဘယ်လောက်လှည့်မလဲကြိုက်တဲ့ဘက်အပေါ်ဖြစ်အောက်ဖြစ်နော်45 Okay ဒါမျိုးလေးရပါပြီနော်ဒီပတ်လန်းချောင်းလေးကကျွန်တော်ဖြတ်ရင်ဖြတ်လိုက်လို့ရပြီ Okay အဲ့ရပြီကြာသွားပြီရင်ကျွန်တော်တို့ကျန်နေ line တစ်ချောင်းဆွဲမယ်ပြီးလို့ရှိရင်ဒီကောင်အနောက်ဘက်ကို offset 53ဆိုတော့တစ်ခါရိုက်မယ်နော် okay အဲ့ဒါလေးပဲကျွန်တော်ပြီးရင်ဒီညလေးကိုတစ်ချက် trim မယ်နော် sorry နောက်ဘက်ကိုနောက်တစ်ခါ offset ဘယ်လောက်လဲ30ခုပြောချက်ကိုပဲထိုက်ရိုက်မယ်နော် okay ဒါမျိုးကျွန်တော်ရိုက်ရိုက်သွားမယ်ပြီးလို့ရှိရင်ဒီညလေးတွေကို trim မယ်နော် tr and ကန်တဲ့မဲ့ကောင်ကလစ်တစ်ချက်ချက် and ဖြတ်မဲ့ကောင်နော် okay ဒါတွေကရပါပြီဖြတ်လိုက်လို့ရပြီ sorry သူ့သူ့ကိုမဖြတ်အောင်နော်ဒီတကြောင်ကျွန်တော်မဖြတ်သေးဘူး ဒီနားကနေကျွန်တော်ဒီလိုဆက်ထားမယ်โอเคဒါဒါဖြတ်နိုင်မယ်ပြီးလို့ရှိရင်တော့เนาะโอเคရမယ်ပြီးလို့ရှိရင်သူ့ရောပဲကျွန်တော်တို့ဘာလုပ်လို့ရမလဲဆိုတော့အောက်ဖက်ကိုကျွန်တော်က78ပြန်ပြီးတော့ offset ရိုက်မယ် o under 78 okay เนาะဒီလိုနေထားရမယ် နောက်ဆုံး final ကျမှဒီကောင်တို့ကျွန်တော်တတ်တတ်ကို offset ရိုက်မယ်အခုဒီမှာနောက်ဆုံးတခြားကြောင့်ဒီ circle အကြီးဒီ circle အကြီးနဲ့ပတ်သက်တဲ့အချက်เนาะဘယ်လိုဆွဲမလဲ circle အကြီးကကျွန်တော် radius က180ရှိတယ်เนาะ180ရှိတယ်ဆိုတော့ဟိုဘက် circle နဲ့ဒီဘက် circle နှစ်ခု circle အကြီးတဲ့နှစ်ခုကိုရံပြီးတော့သူကဆွဲရတာဖြစ်တဲ့အတွက်ကြောင့် circle ကိုကျွန်တော်ဆွဲ c under ဘယ်လိုသုံးမလဲ2 point ပေါ့เนาะ2 point နဲ့ကျွန်တော်ဆွဲရမယ် 2p เนาะ enter เนาะဒီကောင်နဲ့ sorry တော့ tan tan radius ပြောเนาะ c enter t နဲ့เนาะ tan tan radius နဲ့မှာကျွန်တော်ဒီ circle တစ်ခုရန်ပြီးတော့ဆွဲလာမှာ t enter ဟုတ်ပြီเนาะ first tangent circle ဒီကောင်မှာတစ်ခါပြီးရင် second tangent ဒီကောင်မှာတစ်ခါ radius တန်ဖိုးရိုက်ထည့်မယ်180 enter okay ဒါမျိုးရပါပြီပေါ့ရပါပြီဆိုမှကျွန်တော်တို့ မလိုတဲ့အပိုင်းလေးကို train မယ်နော် tr enter enter ဆိုရဒီအပိုင်းကို train လိုက်မယ်ရပြီအဲ့မှာ fillet တွေကိုကျွန်တော်တို့အပြင်ဘက်ကောင်တွေကိုလိုက်ချိုးထားမယ်ဒီကောင်နဲ့ဒီကောင်ဒါမှာ f enter r enter ဘယ်လောက်လဲ radius 12နော်သူနဲ့သူတစ်ခါပြီးဒီကောင်နော် radius 12ပဲဒါနော်ဟုတ်ပြီပြီးလို့ရှိရင်ဒီနားမှာဘယ်လောက်လဲ f enter r enter 20နော်20သူနဲ့ တုံနဲ့โอเคဒါလေးကိုကျွန်တော်ခဏဒါလေးဖြတ်လိုက်တော့မယ်နော်ဟုတ်ပြီရပြီအဲ့မှာကျွန်တော်ပြီးတော့မှဒီကောင်လေးတို့အတွင်းဘက်ကို20အကွာဆိုတော့ offside လိုက်ရိုက်ထည့်လို့ရပြီနော်သူ့ကိုဖြတ်လိုက်လို့ရပြီဟုတ်ပြီ o under ကျွန်တော်တို့နော် o under မှာ20 under အတွင်းဘက်ကို20လို့ရှင်ဒီကနေအတွင်းဘက်ကို20 ါပြီเนาะရတယ်เนาะ o under 20 under โอเคเนาะဒါမျိုးလေးကျွန်တော်ဖြည့်ထားမယ်ဖြည့်ထားပြီးရင်သူ့တန်ဖိုးအတိုင်းအောင်ကျွန်တော်တို့ fill လက်လိုက်ရိုက်ထားမယ် f and r under เนาะကျွန်တော်တို့ဘယ်လောက်လဲဒီဘက်အချမ်းကိုကျွန်တော်တို့12ပေါ့เนาะ12တော်တခါနော် PFN F enter sorry f enter r enter 10ဒီနားမှာเนาะ10တခါလာမယ်တန်ပြီးဒီအောက်ဖက်မှာ f enter r enter တန်မွာ5ဒီကောင်နဲ့ဒီကောင်เนาะဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်ဒီကောင်လေးเนาะဒီကောင်လေးကကျတော့14ဒီနားမှာเนาะ f enter r enter 14ဒီ distance အကြောင်းကျွန်တော်ဟိုဟာဖြစ်သွားမယ်ဆိုလို့ရှိရင်ဒီကောင်နှကောင်လာဆက်မှာเนาะ ဒီကောင်လေးကဖြတ်လိုက်တော့ဟုတ်ပြီ not 14ပြီးလို့ရှိရင်ဒီနားမှာတစ်ခါဘယ်လောက်လဲကျွန်တော်တို့8 f enter r enter 8 enter သူနဲ့သူနော်8ပြီးလို့ရှိရင်ဒီကောင်ရောပဲကျွန်တော်တို့နော် radius 5သူကကြောင့် f enter r enter 5 enter သူနဲ့သူနော်ဒါပြီဒါလေးပဲနော် array ကိုအဓိကအသုံးပြုရတယ် fillet ချိုးမယ်နော်